ညီကွက်တွင်ခွင့်ပြုချက်ဖြင့်နှစ်ပေါင်းများစွာနေထိုင်ခဲ့သူသည်စန့်ကျင်ဘက်ပိုင်ရှင်ဖြစ်သွားပါသလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LB Group မြန်မာ Law Firm ကတရားလွတ်တော်ရှိနေဦးအောင်စရာဖြစ်ပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးများဝေပေးနေရှိပါတယ်ညီကွက်တွင်ခွင့်ပြုချက်ဖြင့်နှစ်ပေါင်းများစွာနေထိုင်ခဲ့သူသည်စန့်ကျင်ဘက်ပိုင်ရှင်ဖြစ်သွားပါသလားဆိုတဲ့ ဂူရီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်က1980မတ်တန်ဆ69အမှုကိုကိုးကားပြီးတော့ပြင်ပြပေးသွားမှာဖြစ်ပါတယ်။အမှုအဖြစ်ပြက်ကတော့ဒေါ်တောင်းထီးကသူ့ရဲ့မြေကွက်ပေါ်မှာမောင်ကြီးကိုအခမဲ့နေခွင့်ပြုခဲ့ပါတယ်။အဲ့လိုနေခွင့်ပြုခဲ့ပြီးတဲ့နောက်မှာဒေါ်တောင်းထီးရမြေကိုပြန်ပြီးတော့အလို့ရှိတဲ့အခါမောင်ကြီးကိုမြေကွက်ကနေဖယ်ရှားထွက်ခွာပေးဖို့ပြောပါတယ်။အဲ့လိုပြောတဲ့အခါမှာမောင်ကြီးကဖယ်ရှားထွက်ခွာပေးခဲ့ခြင်းမရှိပါဘူး။ဒီအတွက်ဒေါ်တောင်းထီးကမောင်ကြီးပေါ် ခွင့်ပြုချက်ဖြင့်နေထိုင်သူအားနင်းလိုမှုဖြင့်တရားစွဲဆိုပါれ။မောင်ကြီးကအမှုမှာဘလို့ခုခံတယ်လဲဆိုတော့အချင်းဖြစ်မိကွက်မှာသူနေထိုင်ခြင်းသည်ဒေါတောင်းထေးရဲ့ခွင့်ပြုချက်ဖြင့်နေထိုင်ခြင်းမဟုတ်ကြောင်းမိကွက်ပိုင်ရှင်ဥကျော်အေးထံကနေဝယ်ယူနေထိုင်ခြင်းဖြစ်ကြောင်းဖြင့်ခုခံရှိပါပါれ။မြို့နယ်တရားရုံးကအမှုကိုစစ်ဆေးပြီးတဲ့နောက်မှာဒေါတောင်းထေးကိုအနိုင်ပေးလိုက်ပါれ။အဲ့လိုအနိုင်ပေးလိုက်တဲ့အမိန်အပေါ်မောင်ကြီးကမကျေနပ်တဲ့အတွက်တိုင်းတရားရုံးကိုအယူခံဝင်ရောက်ပါれ။ တိုင်းတရားရုံးကမြို့နယ်တရားရုံးရဲ့စီရင်ချက်နဲ့ဒီဂရီကိုပယ်ဖြတ်ပြီးတော့ဒေါက်တောင်ထီးရဲ့အမှုကိုပတ်လည်လိုက်ပါတယ်။အဲ့လိုပတ်လည်လိုက်တဲ့တိုင်းတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုဒေါက်တောင်ထီးကမကြည်မကြည်နှက်တဲ့အတွက်ဗဟုတရားရုံးကိုအယူခံဝင်ရောက်ပါတယ်။ဗဟုတရားရုံးကဘလို့ဆုံးဖြတ်တယ်လဲဆိုတော့ခွင့်ပြုချက်ဖြင့်အခမဲ့ထားသူအားနင်လိုမှုတွင်အတိကစဉ်းစားရန်အချက်မှာဒေါက်တောင်ထီးကမောင်ကြီးကိုအခမဲ့နှိခွင့်ပြုခဲ့ခြင်းမမမှန်ဖြစ်ကြောင်း ဒေါ်တောင်ထေးကမောင်ကြီးကိုအခမဲ့နေထိုင်ခွင့်ပေးခဲ့ကြောင်းကိုတရားလူပြတက်တည်လေးဥပောတာနဲ့ရုံးတော်တက်တည်ဥက္ကန်စားတို့ကထောက်ခံထပ်ဆိုထားတာကိုတွေ့ရှိရကြောင်းမောင်ကြီးကအချင်းဖြစ်မည်ကိုကိုကျော်အေးစုသူထံကနေဝယ်ယူထားတယ်လို့ထပ်ဆိုပေမဲ့လည်းလူပြတုံးဖြစ်တဲ့ကိုကျော်အေးရဲ့စနီးကရုံးရှိမှထပ်ဆိုတဲ့အခါမှာသူနဲ့ကိုကျော်အေးတို့အချင်းဖြစ်မည်ကပြောင်းသွားတဲ့အခါမိကွက်ကိုဘသူ့ကိုမှလွဲပြောင်းပေးခဲ့တာမရှိတဲ့အကြောင်းတော်တောင်းထီးကိုပဲမိကွက်ကိုပြန်အပ်ပေးခဲ့တဲ့အကြောင်း အခုအမှုဖြစ်တဲ့အချိန်မှာမောင်ကြီးကလာပြီးတော့မှငွေလာပေးပြီးတော့မြေကွက်ကိုကိုကျော်အေးကရောင်းခဲ့ကြောင်းထွက်ဆိုပေးပါရန်ဖြင့်ပြောကြားကြောင်းဖြင့်ထွက်ဆိုထားတာကိုတွေ့ရှိရကြောင်းဒါပြင်မောင်ကြီးကမတ်ပုံတင်အရောင်းဝယ်စာချုပ်ကိုလည်းတင်မြနိုင်ခြင်းမရှိတဲ့အတွက်အချင်းဖြင့်မြေကိုကိုကျော်အေးထံကနေဝယ်ယူခဲ့တယ်ဆိုတဲ့အချက်ကိုလည်းလက်ခံဖို့အကြောင်းမရှိတဲ့အကြောင်းမောင်ကြီးကအချင်းဖြင့်မြေကွက်မှာခွင့်ပြုချက်ဖြင့်နေထိုင်ခဲ့သူဖြစ်တဲ့အတွက်နေပေါင်းမြေများပင်နေထိုင်စေကမူစန့်ကျင်ဘက်ပိန်ဆိုင်မှုကို ရရှိနိုင်သူမဟုတ်ကြောင်းဒါကြောင့်နေပေါင်း20ခန့်စန်းကျင်ဘက်နေထိုင်ခဲ့၍စန်းကျင်ဘက်ပိန်ရှင်များဖြစ်တယ်ဆိုတဲ့မောင်ကြီးရဲ့တင်ပြချက်ကိုလည်းလက်ခံရအကြောင်းမရှိကြောင်းဖြင့်သုံးသက်ဆုံးဖြတ်ပြီးတော့မှတော်တောင်းထေးရဲ့အယူခံမှုကိုခွင့်ပြုကမြို့နယ်တရားရုံးရဲ့အစီရင်ချက်နဲ့တည်ယူကိုပြန်ပြီးတော့အတည်ပြုလိုက်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့တင်ပြမှုကိုအနည်းချက်ရမယ်ဆိုရင်တော့မြေကွက်မှာခွင့်ပြုချက်ဖြင့်နေထိုင်ခဲ့သူသည်နှစ်ပေါင်းဘလောက်ပင်နေထိုင်ခဲ့စေကမူစန်းကျင်ဘက်ပိန်ရှင်ဖြစ်မှသွားပါကြောင်းကိုတင်ပြလိုက်ပါတယ်။ နောက်တစ်ပိုင်းမှာလည်းဥပရေဘုဟုတုဒရစီမဲ့အကြောင်းအရာတွေကိုဆက်ပြီးတော့ဆွေးနွေးတင်ပြပေးသွားအောင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်။